ရဗုဒ္ဓသာသနာမှာသတင်းကြွလာပြီနေတာအဲ့ဒါမှထူခြားတယ်လို့အဲ့ဒီမြတ်စွာဘုရားစောင်းတန်း30နဲ့ဆင်းနေဆိုတာထားလိုက်တော့မြတ်စွာဘုရားကြွလာတယ်နတ်တေချံရံနေနဲ့လိုက်ပြီးတော့ကိုးဆောင်ရတယ်သင်္ကတနဂရမြို့သင်္ကတနဂုံမြို့မှာမြတ်စွာဘုရားလူပြည်ကိုပြန်ပြီးတော့ကြွရောက်လာတယ်အဲ့ဒီလိုမြတ်စွာဘုရားလူလောကပြန်လည်ခြေချတဲ့အချိန်မှာဘုရားကိုပထမဆုံးရှ िख ိုးနှုတ်ဆက် ဖို့အခွင့်ရတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲလို့ဆိုရင်ရှင်သာရိပုတ္တရာဖြစ်တယ်။ဒီကြားထဲမှာလည်းရှင်သာရိပုတ္တရာဟာမြတ်စွာဘုရားထံကအဘိဓမ္မာတရားတွေကိုသင်ယူခဲ့တာဖြစ်တယ်ပေါ့။နေ့စဉ်နဲ့အမြန်လည်းမြတ်စွာဘုရားနဲ့ရှင်သာရိပုတ္တရာတို့ဟာဆက်သွယ်မှုရှိနေကြတယ်။လူပြေကိုပြန်လာတဲ့အချိန်မှာလည်းပဲပထမဆုံးခြေတော်ဆုံးကိုဥတိုင်ပြီးတော့ရှ िख ိုးခွင့်ရတာရှင်သာရိပုတ္တရာမဖြစ်ဘူး။ဒီထဲမှာဝန်တန်စရာကောင်းတာတော့ရှင်သာရိပုတ္တရာမဖြစ်ဘူး။ဥတိုက်ခွင့်ရတယ်လို့ပဲ။ ဒုတိယဥဒိုက်ခွင့်ရသူကတော့အမျိုးသမီးဘိက္ခုနီတူဦးပဲဥပ္ပလဝန္နာဒေတိဟာမြတ်စွာဘုရားကိုဒုတိယမြောက်ရှိခိုးကြောခွင့်ရတယ်အင်တန်ကြီးမားတဲ့ပိဋကကြီးထဲမှာဒီအခွင့်ရေးရတယ်ဆိုရင်လည်းတော့မဟုတ်ဘူးလေမေတ္တာမကြီးမားတဲ့အခွင့်ရေးကြီးပဲအမျိုးသားတွေကရှင်သာရိပုတ္တရာအမျိုးသမီးဘိက္ခုနီတွေကဥပ္ပလဝန္နာဒေတိမားတို့ဟာအင်တန်မထူးခြားတဲ့အခွင့်ရေးကြီးတွေကိုရရှိတာဒီနေရာမှာရှာအနန္ဒာတို့ရှင်မောကလန်တို့ဒီအခွင့်ရေးရတယ်ဆိုတာစာထဲမှာမှတ်တမ်းမရှိဘူးဒါလေးကလည်း ီမြတ်စွာဘုရားနဲ့သာသနာတော်နဲ့ပတ်သက်ပြီးတော့ဒီကလေးဟာထူးခြားချက်ကလေးလေးလို့ဒီလိုကြည့်ရအောင်